မတော်တဆနားရိတ်ကိုအကောင်ဝင်အလန့်တကြားနားကျက်တံတွေနဲ့မထိုးပဲဒီနီလန့်ကိုလှုပ်ကြည့်ကြပါမင်္ဂလာပါပရိသတ်ကြီးတို့ရေတဝီဝီနဲ့ပြန်နေရဲ့ဘိုးကောင်တွေရုတ်တရက်နားရိတ်ကိုတက်တက်မတ်မတ်ဝင်လာတဲ့အခါတော်တော်ဒုက္ခရောက်ပါတယ်ရုတ်တရက်ချိန်မကိုင်းမီလက်မကိုင်းမီနဲ့ဒီဘိုးကောင်ကိုဆွဲထုတ်ဖို့အတင်းကြိုးစားကြပါတယ်ဘိုးကောင်ကနားရိတ်မှာရှောက်သွားနေမှလား နားရဲကနားစီကိုကန်လိုက်မှလားနားကန်တော့မှလားစသဖြင့်ကြောက်လန့်တပိုင်ဒီလိုမဖြစ်ရအောင်နားရဲကိုပိုးကောင်ဝင်ပြီးပြန်မထွက်လာခဲ့ရင်အရေးပေါ်လုံနိုင်တဲ့နီးလန့်တွေကိုမျှဝေပေးကြမယ်နားရဲကိုဝင်သွားတာပိုးကောင်ဟုတ်တယ်ဆိုရင်အတန်လဲရှိနေသေးတယ်ဆိုရင်နားရဲမှာတဝီဝီနဲ့အတန်ကြားနေရတယ်လို့ပိုးကောင်တရွာရွာသွားနေရကိုလည်းသိရပါတယ်ဒါကြောင့်နားရဲမှာဦးနေပြီးရသလိုလိုကတိကအောင်ဖြစ်နေမှာပါမတော်တဆအကောင်အကိုက်လိုက်တယ်စူးနဲ့ထိုးလိုက်တယ်ဆိုရင်တော့နာတာရောင်တာရားတာတွေဖြစ်လာမှာပါ နားဆိုတာအာယုံကြောရီစုဝေးနေတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်နားထဲမှာတခုခုဖြစ်ရင်အလုံးကိုတည်နေရောစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ဒါပြင်းနီလာတာရှောင်းလာတာနားတွေကနေပြီးထွက်တာသွေးထွက်တာတွေလည်းခံစားရနိုင်ပါသေးတယ်။လူကြီးကတော့နားတွေတခုခုဝင်သွားရင်ပိုးကောင်လာပါလာတန်းသိပေမဲ့ကလေးဆိုရင်တော့တိမာမဟုတ်ပါဘူး။ဒါကြောင့်ကလေးကနားကိုပွတ်နေရင်ကောက်နေရင်ဆိုရင်နားတွေတခုခုဝင်နေရဖြစ်နိုင်ပါတယ်။ ဘိုးကောင်ကိုဘယ်လိုဖေးရမလဲဆိုရင်အရင်ဆုံးစိတ်အေးအေးထားပါ။ကလေးဆိုရင်လည်းစိတ်အေးအေးထားဖို့ချော်ပေးပါ။ကြောင်းလန့်တကြားနဲ့နားရိတ်ကိုအတင်းကလော်ရာနရင်ရိုက်တာတွေမလုပ်ပါနဲ့။နားရိတ်ကိုနဖာကလော်တန်းနှာကျက်တန်းမိချစ်တန်းစတာတွေနဲ့အတင်းမကလော်ပါနဲ့။အခက်မသိရင်ဘိုးကောင်ကအထဲကိုပို့ရောက်ပါနိုင်မိုင်။မတော်တဆနားစီကိုထိုးမိတာလည်းဖြစ်နိုင်မိုင်။နားရိတ်ကိုတမိထိုးကြည့်ပါ။နားကိုအနောက်အပြင်ဘက်ဆွဲပြီးကြည့်တာက နားပြွန်ကိုဖြောင့်သွားစေလို့ပိုပြီးရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။ဘိုးကောင်ကိုမြင်နေရတယ်ဆိုရင်ဇာကနာနဲ့အသားလေးဖဲထုတ်ပါ။ဖဲလို့မရရင်လည်းအတင်မကြိုးစားပါနဲ့။နားကိုထိခိုက်တရားရသွားပါလိမ့်မယ်။ဒီကလေးလေးကစွန့်နေကနေရုတ်တရက်အမိလုတ်ပေါင်းနားရဲ့အကောင်ဝင်သွားလို့ဆိုပြီးအော်ပြေးလာခဲ့ပါ යි ။တကယ်လဲကျမသားလေးရဲ့နားရဲ့ဒီရင်ကောင်စိမ့်ကြီးဝင်သွားပါ යි ။ရှင်မမေးရိုက်နေဆိုတာဒီလိုအကောင်များလားမသိဘူး။တာမန်ရှင်ကောင်လို့တိတိလေးမဟုတ်ပဲနားရဲ့မှာပြန်နေတဲ့တဝီဝီအတန်ကြီးက အပြင်ကလူတောင်ကြားရပါ යි အဲ့ဒါကိုလန့်ပြီးချက်ချင်းအုံးစီပေးထဲလိုက်ရေထဲလိုက်နဲ့ခဏနေတော့သူငိမ့်သွားတယ်ဒါနဲ့သေးသွားပြီပေါ်လို့ထင်နေရနာအဝကိုနားချက်ကွန်တန်လေးနဲ့အသာထိုးကြည့်လိုက်တာနဲ့အကောင်ကမသေးသေးပဲရှေ့ဆက်တိုးသွားပုံရ යි သူခင်များနာလို့អော်လိုက်တာများတနာပါ යි အကောင်သေးသွားရင်တော့သူ့ဟာသူပဲထွက်လာမှာပဲအထဲရပါကောင်မမသိနားစီတွေကိုကိုက်ပြင်းတော့ဒုက္ခပါပဲဆိုပြီးစည်းကမ်းပြေခဲ့ရတယ်တခါစည်းကမ်းကထုတ်ဖို့ပစ္စည်းကရိယာရှိတဲ့ဈေးရုံကိုညွှန်လို့ အောင်ပန်းစည်းရုံဆရာဝန်ကြီးနာရောက်ခဲ့ရပါတယ်။အဲ့ကနေဆရာဝန်ကြီးကအကောင့်ကိုအရင်တက်ရည်နောက်မှအကောင့်ထုတ်ရည်ဒါနဲ့နားရည်ကိုအုံးကြည့်အပြည့်ထည့်ပြီးစောင်းအိတ်ခိုင်းထားပါတယ်။ခဏနေဆရာဝန်ကြီးကအကောင့်မသေးဘဲနဲ့သွားထုတ်လို့မရဘူး။ရှင်နေရဲ့အချိန်မှာသွားထုတ်လိုက်ရင်သူ့ကိုထိရတဲ့ရှေ့ကိုတိုးဝင်သွားမှာလေ။ဒီလိုကောင်းနေမှာဘက်ကီယာမရှိဘူး။သွားထိရတဲ့ရှေ့ကိုပဲတိုးဝင်သွားမှာပဲ။ဒါကြောင့်အကောင်ဝင်နားရည်ကိုဘာနဲ့မှမထိုးဖို့နားရည်ကိုအုံးစီဖြစ်ဖြစ်ရေဖြစ်ဖြစ်အပြည့်ထည့်ထားပြီးအကောင်အရင်ဆုံးတည်အောင်တည်ရည် အကောင်ရှင်ဆုံးတရားတရားရဲ့အကြောင်းနားလည်အောင်ရှင်းပြပေးခဲ့ပါတယ်။ပြီးမှနားရက်ကဆွဲထုတ်ပေးတာနဲရင်ကောင်းကြီးမဟုတ်ပါဘူး။ဒါနဲ့ဖိကြီးရာကြေးမွသွားမယ်ထင်တာကြေးမသွားပဲမာနီရောပဲ။ဒါကြောင့်ကိုပောင်မင်းကျမအခုလိုမျိုးနားရက်အကောင်ဝင်တာတွေ့ခဲ့ရင်ဒီအသည့်လေးကိုမျှဝေပေးဖို့ဆရာဝန်ကစမတ်ကိုမလိုက်လို့ပြန်လည်းမျှဝေပေးတာပါဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။အခုကြည့်နေတဲ့သူတွေရောနားရက်ပို့ကောင်ဝင်တာမျိုးကြုံမှုကြလား။ရှိရင်လည်းအတွေ့အကြုံလေးပဲမျှဝေပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် Removing rice grains stuck in void here. Drop it to the flow, drop, drop it to the floating. ကဘူဘတ်တီရှိုမလို့ဖြစ်တော့ပါဘူးဆိုပြီးအတိပေးလာတဲ့အဆိုတော်ပုပ်ပုံမင်္ဂလာပါပရိသတ်ကြီးတို့မြန်မာနိုင်ငံကအမျိုးသမီးအဆိုတော်တွေထဲမှာခန်းစားချက်အားကောင်းကောင်းနဲ့တချင်းတွေကိုကိုရိုင်းရေးကိုပိုင်ဟန်နဲ့တီးဆိုတက်သူကအဆိုတော်ပုပ်ပုံပါပုပ်ပုံရဲ့တေးတချင်းလေးတွေဟာဆိုရင်အချစ်အလွမ်းအေးအေးလေးတွေပဲဖြစ်ပြီးလူငယ်တွေကြားမှာယနေ့အချိန်ထိရေပန်းစားလူကြိုက်များခဲ့တဲ့တချင်းကောင်းလေးတွေပဲဖြစ်ပါတယ်လက်ရှိမှာတော့ပရိသတ်နေထက်တူကြစီမဲ့တချင်းကောင်းတွေကိုလည်းဖန်တီးနေရလေးဖြစ်ပါတယ် ။အခုချိန်မှာဆိုရင်ပူပူကမြန်မာနိုင်ငံအနှံ့ပွဲတော်တော်များများမှာလိုက်လံတီးဆိုဖျော်ဖြေနေရတာဖြစ်ပါတယ်။ ဒါပြေပူပူကအလှူဒန်းတွေမှာတက်နိုင်သမျှပါဝင်လှူဒန်းပေးတယ်လို့ဘာသာရေးမှာအထူးကန့်ဆိုင်တက်သူပဲဖြစ်ပါတယ်။မိန်းကလေးတွေရဲ့ချစ်ခင်အားပေးမှုတာမကယောက်ျားလေးတွေရဲ့ချစ်ခင်အားပေးမှုကိုပါရရှိနေတဲ့သူမကချစ်စရာကောင်းလုံးနဲ့အပြောင်းလေးတွေကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ဒါပြေစကားပြောရင်ပွင့်ပွင့်လင်းလင်းပြောတတ်ပြီးရှယ်လိုက်ရင်လည်းပွင့်ပွင့်ရှင်းရှင်းနဲ့အပြောင်းချွတ်ချွတ်ရဲတဲ့ပူပူကစစ်အာဏာသိမ်းမှုကိုစန့်ကျင်မှုကြောင့်ထောက်ကြခဲ့ပြီးလွတ်လာခဲ့ရပဲဖြစ်ပါတယ်။ ထောင်ငါလွတ်လာရင်နောက်မှာတော့ပူပူကမြန်မာနိုင်ငံမှာတင်မဟုတ်ပဲနိုင်ငံတကာထိကိုရှိုးပွဲတွေကိုလိုက်ဆိုနေခဲ့ရပဲဖြစ်ပါတယ်။အခုတခါမှလည်းစင်ကာပူဘတ်တင်းရှိုးပွဲကိုသွားဆိုဖို့လှုပ်ထားပြီမဲ့လေပွဲဝင်ကြီးတောင်းလာများနေကြလို့ဝေဖန်ကြရဖြစ်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တချို့ကတော့ပူပူရဲ့ရှိုးဆိုတာလက်ခံပါတယ်။ပူပူတချင်းတွေကကျွန်တော်လည်းကြိုက်ပါတယ်။တို့ပေမဲ့ family တင်လို့လို့ဘာလို့လို့လုပ်ပြီးဒေါ်လာ90ကနေဒေါ်လာ100အထိတိကျက်အမျိုးမျိုးဝယ်ခိုင်းပြီးရှိုးပွဲလာလုပ်တဲ့ပုံစံမျိုးကတော့လက်ခံနိုင်စရာမရှိဘူး သူလုံးမဲ့နေရာအဆင်ပြေတယ်။နေရာကလာစာတောက်တဲ့သူတွေဖြောဖြစ်ပြီးရဲ့ဘာတစ်ခုတတ်တာပါပဲ။သူမလုံးချင်းစင်ကာပူရောက်တော့ပရိသတ်တွေကိုလမ်းလို့ဆုံချင်လို့ The Upper Hall Gale and Bar မှာလာဖြောဖြစ်ပြီးမယ်။ဘယ်နည်းပဲချိန်မှာဒါပါပဲ။သူမလာမှမို့ဘာမှလာစာတောက်တဲ့သူတွေများလာမယ်။ပြည်လာမယ်။အဲ့တော့ Gale and Bar ပိုင်ရှင်နဲ့သူမနဲ့ညီပြီးပတ်စံယူတာမယူတာသူတို့ကိစ္စပါ။မြမပြည်ကဘားတွေမှာအဆူရော်ရီလာဆိုတဲ့ပုံစံမျိုးသွားတင်မိုက်အေးတကယ်လို့ရှိုးပွဲလုပ်ချင်ပေါ်တင်လို့ ဘာရန်ပုံငွေအတွက်ဘာအလူအတွက်ဆိုပြီးနောက်မှရတဲ့ငွေသူ့အပိုင်သိမ်းတာမသိမ်းတာသူကိစ္စပါဒါကမလုံနိုင်အောင်ကြောက်တဲ့ဆာလုံးအပရိသတ်နဲ့လဲစုံပြီးတချင်းဆိုကျင်နေဆိုအပေါ်ကပြောတယ်လို့ဘာပိုင်ရွှေစီကပတ်စံယူခြင်းယူမယူခြင်းအလကားဖြောပြပေးလိုက်ပါအဲ့ကြတွေ့ကျင်တဲ့သူလာစားတော့ပြီးကြည်လိုက်မယ်ခုဟာကတစ်ကက်ရောင်းပြီးပွဲလာလုံးနေရာကြီးကြတော့ကိုယ်နိုင်ငံမှာရက်တီလှုပ်ရှားလို့အဆင်မပြေလို့သူများနိုင်ငံရရအလောက်လောက်ကြသူတွေပြန်ဖို့မလွယ်လို့နေထိုင်လောက်ကန်ခွင့်ဆက်ရအောင်အောက်ကြနောက်ကြအပြောဆိုခံပြီး အမတန်မှန်လျှော်လုံးနေကြတဲ့သူတွေမိသားစုကိုပြစ်ထားခဲ့ရပြီးခံစားချက်နဲ့လုံနေရသူတွေအတွက်အဆင်ပြေမနေဘူးဒီလိုအကျက်တဲကာလမှာဘသူမှပြောမနေအဆင်ပြေမနေကြဘူးဒါအစကနေရမလုံးသိမှုပြောတော့ family team ဆိုပြီးဗတ်တီရှုဖြစ်သွားတော့ကိုပါအပိချေသိပျောက်တဲ့မှန်ပါတယ်ခုအိုင်တော့ပါထောင်လဲကြခံထားရလို့ ထပ်တူစိတ်မကောင်းပါဘူး။ဒါပေမဲ့အချိန်နဲ့အချိန်ကချင်းချင်းတင်နေတယ်လို့လည်းပြောဆိုနေခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့မှာတော့ပူပူကဝေဖန်မှုတွေကြောင့်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ပူပူကတချင်းဆိုရာကိုငငယ်ကလေးကယူယူတွတ်တွတ်ဝါသနာကြီးခဲ့တဲ့ ျော်တည်ဖြစ်စေမပျော်တည်ဖြစ်စေအလုံးမိနဲ့လည်းတခြင်းဆိုပါ යි ဝါသနာနဲ့အသက်မွေးဝမ်းကြောင်းအလုံးထပ်တူကြရခါကျင်းနေရပါ යි တခြင်းဆိုတိုင်းပြောနေရလဲမဟုတ်တလို့ဝမ်းနဲ့လည်းအပီးဆိုရတာပဲမဟုတ်လားရှင်တကယ်လို့ဒါတခြင်းဆိုရာဟာပျော်မဆိုရတဲ့ဆိုရင်အလွမ်းတခြင်းနာကျင်စရာတခြင်းတွေဘယ်ပေါ်ထွက်လာတော့မလဲရှင် ဂီတအနုပညာဟာစိတ်ခံစားမှုကိုဖော်ပြကြတာပဲလို့ခံယူပါတယ်။အဲတော့ဆက်လက်ဖော်ပြဖို့ကြိုးစားလျက်ရှိကြောင်းအသိပေးလာတာစင်ကာပူဘတ်တီးရှိုးမလုံးဖြစ်တော့ပါဘူးရှင်။တစ်ကက်တွေပြန်ရဖန်းပေးထားပါတယ်ရှင်။အစီမပြေမှုတွေအတွက်အများကြီးစိတ်မကောင်းပါဘူးရှင်။မိသားစုနဲ့ယင်းဒီရဲ့မိတ်ဆွေတွေနဲ့ပဲတွေ့ကြမယ်နော်ဆိုပြီးပွဲကိုဖျက်သိမ်းကြောင်းပြောလာခဲ့တာပဲဖြစ်ပါတယ်။အခုလိုစင်ကာပူဘတ်တီးရှိုးပွဲကိုဖျက်သိမ်းလိုက်တဲ့ပုပ်ပုပ်အပေါ်အမြင့်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။